ီဇင်ဘာ15ရက်နေ့အထိ၄ရက်ကြာကျင်းပမယ် VNN ကုန်စည်ပြပွဲကိုရန်ကုန်မြို့ဦးဦးစားရလမ်းမှာဒီဇင်ဘာ12ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ပါတယ်။ VNN ကုမ္ပဏီ80ကျော်ရဲ့ပြကန်းပေါင်း120ရှိပြီး VNN ရဲ့ကော်ဖီနဲ့ခေါက်ဆွဲဟာမြန်မာပြည်ဈေးကွက်ထဲနေရယူလာနေတာမို့ဒီကုန်စည်ပြပွဲဟာအောင်မြင်မှုရှိတယ်လို့မြန်မာနိုင်ငံကုန်သည်ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကဆိုပါတယ်။ပြကန်းပေါင်း ဟို120လောက်ရှိတယ်ကုမ္ပဏီပေါင်း80လောက်ရှိတယ်သူတို့စီမှာကတော်တော်လေးကိုယင်းနှိမ့်နှံမှုတွေရောက်နေတယ်ဂျပန်တက်ကနိုလော်ဂျီတွေချုပ်အစီအစဉ်ဂျပန်တက်ကနိုလော်ဂျီတွေလာတဲ့အစီအစဉ်အင်္ဂလိပ်ရောအခုမှသူတို့စီကထုတ်တဲ့ PC ရတော့တော့၃လ။အင်္ဂလိပ်ရောကတော့60ရတော့အင်္ဂလိပ်ရောစမှာလဲခုနကတော့ class 8အင်အားနေတာတို့နော်ဒီနည်းမျိုးနဲ့ဝင်အားနေသေးတော့ browser တော့အင်္ဂလိပ်ရောရှင်းပြရနေနဲ့ခက်နေသေးတာပေါ့။သို့တော်လည်းအားလုံးတော့မဟုတ်ပါဘူး။သူအင်္ဂလိပ်ရောစီက PC တွေလည်းသူတို့ထက်အသားတဲ့ PC တွေရှိပါတယ်။သို့တော် majority အများနဲ့တွက်လိုက်ရင်တော့သူတို့ကလည်းပူတာ။အကယ်တော့ သုံးတက်တာသူတို့အောင်မြင်ပါတယ်။ဘာလို့အခုဘာသုံးတက်တာအကယ်လို့ကတော့ဟိုရှင်းပြောရင်တော့ပုံသွဲမှုပမာဏတော့ရအောင်တို့ဒီ statistic တွေလည်းမသိဘူး။ဆိုတော့လေဘာကြည့်လိုက်လဲဆိုရင်အကယ်ကတာမန်ပြည်သောက်နေနဲ့ shopping center တွေမှာကြည့်လိုက်လို့ရှိရင် BNN ကလာတဲ့ခေါက်ဆွဲတို့တို့ BNN လာတဲ့ coffee တို့ဒါတွေတပြေးပြေးအစားတို့ရင်ဝင်ရောက်လာတာကြည့်ကြပြန်သူတို့ market မှာနေရာတစ်ခုရလာတယ်လို့ပဲအကယ်နေတယ်လို့ကြည့်။မြန်မာနိုင်ငံဈေးကွက်ဟာစားသုံးသူတွေရဲ့ယုံကြည်မှုမရှိရင်နိုင်ငံเจ้าကုန်ပစ္စည်းတွေဈေးကွက်ရဖို့ခတ်တယ်လို့ဆိုပါတယ် ဒီကုံစီပြပွဲမှာ BNN နိုင်ငံထုတ်စားသုံးကုန်အလကုန်လျက်စစ်ပစ္စည်းအိမ်သုံးပစ္စည်းစိုင်းကယ်နဲ့မီးဖိုကြောင်သုံးပစ္စည်းတွေကိုခင်းကျင်းပြသထားပါတယ်။ဒီဘူကန်များတွေကဘီယူလည်းခါပဲပြည့်နေတာပါ။အလူမီနီယံလည်းလုပ်တာပါနော်။အလဲမာတို့ကနေတော်တော်လေးအဲဒါတည်းပါ အဲ့ဒီတော့တကယ်ပုံမှန်မှန်ကိုသိရပါလို့ချက်ပါအဲ့ဒီကောင်လေးကမလုပ်ကြည့်လဲဆိုတော့ပုံမှန်လဲခါမပြီးတဲ့တန်ကောင်လဲလုပ်ကြည့်တယ်အချို့ကျတော့လေအချမ်းကြီးနေမှာအချို့ကျတော့လေကျောင်းဘောရီဒီကအုတ်တက်လို့ပုံမှန်နှလုံးကြားထဲမှာတုံးနိုင်ငံမှာတော့အများဆုံးသုံးတာလေအုတ်ကြီးရဲ့ကြားမှာအတုံးပြီးကြတယ်နော်ကျောင်းနိုင်ငံရဲ့တော့တိတ်တော့တာတိတ်ပွားမဖြစ်ဘူးနော်အုတ်ကြီးဆိုလည်းပြီးတော့ဒီလိုအချို့ကျအတန်ရခက်တဲ့ဆက်လုပ်လို့ရတာ ကျွန်တော်ကြံပေးတာအားလုံးကြုံကြပါဘူး။အုပ်ဒီနာတွေကစပြီးမြုပ်ပြီးတော့လောက်ပါတယ်။နောက်တော့ကျွန်တော်တို့ကအဲ့ဒီအဆက်လေးပစ္စည်းကိုနော်ခုနကလေးကတော့ကျွန်တော်တို့က100ကျော်ရှိတယ်။ဒါပေမဲ့အဲ့ဒီအလေးကိုဆက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ original တိတ်ရှိတော့ double take ပုံစံမျိုးကိုကျွန်တော်ကပ်ပြီးပေါ့။အဲ့ဒီကောင်ကလည်းအရင်ကခိုင်းခိုင်ရဆိုကျွန်တော်တို့ရေထိတဲ့နေရာမှာပြစ်ထားတယ်အားလုံးပဲခိုင်တော့အဲအဲ့ဒီတော့ကျွန်တော်ကဘီလက်အနေနဲ့တွေ့ပြီးတော့ထုတ်ချတာဒီကုံစီပြပွဲကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေမြို့တော်ဝင်ဦးလာမြင့်နဲ့ VNN နိုင်ငံကတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်